ီချူဖောက်လိုက်လို့200တွေ့နေပြီဆိုရင်စိတ်ပူရတော့မှာဒါစိတ်ပူပါနဲ့ဒီနေ့ဗီဒီယိုလေးမှာကြတော့စီချူဖောက်လိုက်ရင် ပုံမှန်စီချူကဘယ်လောက်ရှိသင့်လဲအစာမစားခင်ကဘယ်လောက်ရှိသင့်လဲအစာစားပြီးရောဘယ်လောက်ရှိသင့်လဲ HbA1c ဆိုတာရောဘယ်လောက်ရှိသင့်လဲဆိုတာတွေပြပြတော့ပေးမယ်အပြင်ဘယ်ချိန်မှာဆရာဝန်နဲ့ပြသရမယ်ဆိုတဲ့အကြောင်းအရာလေးကိုလည်းကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ် ပမာဆောင်ဝင်မြပေးမယ်ကိကင်တန်လေးရကြတော့ဈေးလေးတက်တာတယ်ခြေလေးတိရောက်တယ်အကိကင်တန်လေးပေါ့နော်ဒါကဘာလဲဆိုရင်တော့ first in plus sugar လို့ခေါ်တယ်ဒါကြတော့အစာမစားချင်တိုင်တဲ့ကိကင်တန်လေးပေါ့စာစကားရဆိုရင်တော့အစာမစားပဲ၈နာရီလောက်နေပြီးတော့မှတိုင်တဲ့ကိကင်တန်လေးပါဆံဝန်တွေကတော့လွယ်လွယ်ကူကူပါပြောလဲဆိုတော့ညဆိုရင်ဆယ်နာရီနောက်ပိုင်းဘာမှမစားခဲ့နဲ့မနေ့စားလည်းမစားခဲ့နဲ့အစီကန်းလာခဲ့သွေးဖောက်မယ်လို့ပြောတယ်ဒါဆိုရင် first in plus sugar ကိုကျွန်တော်ဖောက်တာဖြစ်ပါတယ်ဟိုသူကခြေလေးတိရောက်လို့ပေါ့နော် င်ကယ်လို့အစာမစားဘဲနဲ့ဖောက်လိုက်လို့တွေ့ထဲမှာတေရာအောက်ဆိုရင်တော့ဒါပုံမှန်ပဲလို့ကျွန်တော်ပြောလို့ရတယ်။ဒါပေမဲ့တရားနဲ့တရား25ကြာဆိုရင်တော့အချိုစီကျိုလို့ကျွန်တော်ပြောလို့ရတယ်။အချိုစီကျိုဆိုတာကအဲစီကျိုလည်းမဟုတ်သေးဘူး။ပုံမှန်လည်းမဟုတ်ဘူး။ဒီတိုင်းနေရဆိုရင်ကျွန်တော်စီကျိုဖြစ်လာနိုင်မယ်ဆိုတဲ့ကာလလေးပေါ့နော်။ဖိထားမယ်ကာလလေးပါ။အဲနောက်တစ်ခုကတရား26နဲ့တရား26ချက်များတဲ့ပြင်ကနေပါတော့အဲအဲဆိုရင်တော့ဒါစီယုတ်ရှိနေပြီလားလို့ကျွန်တော်ဆွဆွဲတွေ့ရတဲ့အဲကာလာလေးပေါ့ဒေတာမကာလာလေးဖြစ်သွားပြီ ကင်ကနလေးပေါ့နော်ဒါတော့ပရနာဆိုကင်ကနလေးပါတတိယကင်ကနတတိယကင်ကနကကျွန်တော်တို့ကဆံဝင်ရဲ့အသုံးပုံများပါတယ်ဒါပါလဲဆို OGDD လို့ခေါ်တယ်2 hour after တိုင်းနဲ့ပေါ့နော်ဒါပါလဲဆိုတော့ဟိုဆံဝင်မှာပိုပြီးကြတယ်ဗျာဟိုအစာမစားဘဲနဲ့6နာရီ7နာရီလောက်နေပြီးတော့မှ85 gram တော့ကြားယူတော့ နှစ်နိုင်ကြာတဲ့အခါမှာစပြီးတော့တိုင်းတာပေါ့နော်အာစတိုင်းနေနှစ်နိုင်ပြီးတော့မိနစ်30ချားတစ်ခါတိုင်းတော့တဲ့ဟာပေါ့ဒါတော့လုံးဝဆောင်းရိုင်း30နီးပါနော်ဒါပေမဲ့ဟိုလွယ်လွယ်ကူကူကျွန်တော်တို့အိမ်မှာ300ရေးရကြတော့သမင်စားပြီးနှစ်နိုင်ကြာတဲ့အခါမှာဖောက်တဲ့ဟာတွေ့ခဏလေးပေါ့နော်အာဒါကဘာလဲဆိုတော့အာကျွန်တော်တို့ဖောက်လိုက်လို့အစားစားနှစ်နိုင်ကြာမှာဖောက်လိုက်လို့140အောက်ဆိုရင်တော့ဒါပုံမှန်လို့ကျွန်တော်ပြောလို့ရတယ် 140ရာနီးပဲ196ကြားဆိုရင်တော့ဒါခုနအကျိုးစီးချိုဆိုတဲ့ကာလပေါ့နော်ပြီးတော့200ချက်များနေပြီဆိုရင်တော့ဒါစီးရဖြစ်နေပြီလားဆိုတော့ကျွန်တော်တွေးလို့ရနေပြီဆိုတဲ့ကိငဏန်လေးပါဒါတော့ဒုတိယကိငဏန်ပါတတိယကိငဏန်တတိယကိငဏန်ကကျတော့ကျွန်တော်အသုံးပုံများတယ်မကြောက်လဲဆိုတော့ဈေးကမ်းလာပြတဲ့အခါမှာလူနာကြီးအစာမရှောင်လာဘူးဗာလီစားလာမှလည်းမသိဘူးဆိုရင်ကျွန်တော် random plus sugar ဆိုတော့ဖောက်တယ်ဟိုပချင်မစိုးဖောက်လိုက်တဲ့ကိငဏန်ပေါ့နော်ပချင်မစိုးဖောက်လိုက်လို့200ချက်များနေပြီဆိုရင်ဒါက အာစီဂျူလားဆိုတော့တန်ဖျားဝင်ရမယ့်အရာပေါ့မပြောနိုင်တော့စီဂျူလို့မပြောနိုင်ဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တခြားဘာကြီးကြည့်ရသေးတယ်ဆိုစီဂျူရဲ့လက္ခဏာရှိလားဥပမာအရင်ကြီးငက်တယ်စီအရန်သွားတယ်အရန်ပိန်လာတယ်အမျိုးလုံးတွေဝေဝါးလာတယ်ဒါစီဂျူရဲ့လက္ခဏာပဲပေါ့နော်ဒိုင်းနဲ့ပြောလာပိုကောင်းလာတော့ဗျာပိုတော့ပြောမယ်နော်နံပါတ်၄တင်းငန်းပြောရတာကနေ flexible လို့ရတယ်ဒါပါလဲဆိုတော့ TikTok ဆရာမှာ HTTP 1စီလို့ခေါ်တယ်တင်းငန်းလေးပေါ့နော်သူကကြတော့ HP Influence ဆိုတာကတော့၃လခါနော်ကျွန်တော်စစ်ကြည့်ခဲ့ဟိုသူတွေတရားကြရလို့ကျွန်တော်လူသိများကြရတယ်ဘာဖြစ်လဲဆိုတော့သူကသူ့ဒီဥမှာတော့ကျွေးနေတဲ့ကြရတဲ့ကလေသူလိန်လို့မရအောင်နော်ဟိုဥမှာအချိုရတော့လာလို့များတာဒီနည်းတာဒီတမဟုတ်တည်မလားဆရာဝန်ပြတ်ခါဒီမှာ၃ရက်လောက်မှအစားလျှော့လာတာလေဒါရင်အဲ့ဒါနဲ့လိန်လို့မရအောင်သူက HP Influence က၃လအတွင်းမှာရှိတဲ့ကြရတက်ကိုပြင်းရအကြာတက်ကိုသူကသိတာပေါ့နော်ဆိုတော့ HP Influence ကဘယ်လောက်ရှိရမလဲ level 1ချက်ဒီနဲ့ အ HbA1c ကစာတကားရဆိုရင်တော့6.5%နဲ့ကျွန်တော်ဖြတ်လိုက်ပြ6.5%တက်များတယ်ဆိုရင်ဒါ CEO လို့ကျွန်တော်သတ်မှတ်တယ်9.5%နဲ့6.5%ဆိုရင်အချို့ CEO ပေါ့နော်အဒီလိုမျိုးနဲ့ကျွန်တော်သတ်မှတ်တာပေါ့လေအဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံမှာအသက်ကြီးလာတဲ့အခါမှာလူကြီးကြတော့ဟို9ပေါ့နော်အ9လောက်ရှိတယ်ဆိုရင်တော့ကျွန်တော်မစိုးဘူးလို့သတ်မှတ်လို့ရတဲ့ဟိုကိန်းဏလေးပေါ့နော် HbA1c ကကြတော့ကျွန်တော်50.8% out ဆိုရင်တော့ပုံမှန်တော့ကျွန်တော်သတ်မှတ်ကြတာပေါ့နော်။ဒါပေမဲ့ဒီနေရာမှာတခုခုသတိထားရမှာကျတော့ကိုယ့်ဟာကိုယ် CO ဖြစ်နေပြီဆိုသတ်မှတ်လို့တော့မရဘူး။ဆရာမွန်နီတာမှာကျွန်တော်တို့ RBS ဆိုရင် Renal Blood Sugar ဆိုရင်ဒုနာဒီနေ့လာတယ်ဒီနေ့ဖောက်တယ်မနေ့ကံဖောက်တယ်တစ်ဖက်ကဖောက်တယ်ဒါသုံးရက်ကြည့်တယ်ကြည့်ပြီးတော့မှဒါနဲ့မပြီးသေးဘူး။အာ CO ဝင်တဲ့လက္ခဏာရှိနေလားဆိုတော့ကျွန်တော်ကြည့်တာပေါ့နော်။ ဒါမှမဟုတ်တက်ကွက်ခန်းမှာဖောက်လို့ရတယ်ပိုပြီးတိကျတဲ့ HPA1C လိုမျိုးကိန်းငန်းအောင်ကျွန်တော်တို့ကြည့်သေးတယ်เนาะဒါတွေကြည့်တော့မှဒီလူတယောက်ဟာစီယိုရှိနေပြီလားလို့ကျွန်တော်အသတ်မှတ်တာဖြစ်တယ်ဟိုကောကိုအသတ်မှတ်ပြီးတော့စီယိုစီဝဲတောင်းနေရမယ်ဆိုတာမျိုးတော့ဒါတော့မဟုတ်သေးဘူးပေါ့เนาะဒါလေးတွေအရေးကြီးတယ်နောက်တစ်ခုကကျတော့နံပါတ်တွေတော့တည်တာဟုတ်ပါပြီဒါပေမဲ့ဟိုကျွန်တော်ကဖောက်ကြီးဖောက်ဟန်နေတယ်သိဖို့လိုတယ်ဗျဘာဖြစ်လို့လူများမှားတတ်တယ်ပေါ့เนาะလွယ်လင်းတကူစေးဆိုင်မှာဝယ်တယ်စီယိုပေါ်ဆက်ဝယ်တယ်စေးဆိုင်ကတော့ကျွန်တော်စီယိုဖောက်ဆက်အုံပြုနေကျွန်တော်ပြလိုက်တယ် ဒါပေမဲ့ဖောက်နှီးဖောက်ရမှားနေရမျိုးတွေတည်းရှိတတ်တယ်။ဥပမာအနေနဲ့ကျွန်တော်ပြောရမှာဆိုရင်အစာမစားခင်ဖောက်တဲ့အာ fasting blood sugar ပေါ့နော်။ဒါကဘာလဲဆိုရင်အစာမစားဘဲနဲ့၈နိုင်နေ10နိုင်လောက်အနည်းဆုံး၈နိုင်ပေါ့နော်။အာချားပြီးတော့မှဖောက်ရတာ။ဟိုရေတောက်လို့ရတယ်။တကြားလုံးတို့ cookie တို့အေးအေးနဲ့နဲ့တို့ဒါအာဘာလဲ strawberry တလုံးတို့အဲ့လိုမျိုးသွားစားပြီးတော့တိုင်းလို့မျိုးဒါတော့အကုန်မှားပါဘူး။နော်။ဒါလေးသတိထားရမယ်။ နောက်တစ်ခေါက်ကျတော့အစာစားပြီးတော့တိုင်တဲ့အရာနော်အစာစားပြီးတော့နှစ်နာရီကြာမှတိုင်ရတယ်ဆိုပြီးတော့ဟိုကိုအစာစားလိုက်ရင်နှစ်နာရီဖြင့်ပြီးတော့ဆိုမရဘူးသူကဘာလဲဆိုတော့ပထမဆုံးစစားတဲ့အစာစားစားပြီးနှစ်နာရီကြာမှတိုင်တာဥပမာကျွန်တော်ပြောရမှာဆိုရင်ကျွန်တော်ဆိုရင်မနက်စာမစားဘူးနော်ညာလည်းအိတ်လိုက်ရဲ9နာရီ10နာရီအိတ်လိုက်တယ်နေ့လည်းစား12နာရီလောက်မှအစာစားစားတယ်အဲဒါဆိုရင်အစာစားပြီးနှစ်နာရီကြာမှတိုင်ရမယ်ဆိုရင်အာနေ့လည်းနှစ်နာရီမှတိုင်ရတဲ့ကိင္ကနံဖြစ်ဖို့လိုတယ်အမကိုမနက်စာစားတယ်ဆိုရင်မနက်စာပေါ့နော်ဆိုတော့ ပြောချင်တာကပေါ့လောက်ဆုံးစစတဲ့အစားစားဆိုတဲ့သဘောတရားသူရှေ့မှာအစာမစားတဲ့ကာလခုနလိုပြင်မဲ့ရှင်းနိုင်တယ်ကျွန်တော်ရှိနေပေါ်လို့လေပြီးမှအစာစားမယ်အစာစားပြီးနှစ်နိုင်ကြာမှတိုင်နေခင်ခင်နေဖြစ်တယ်ဒါကိုသတိထားဖို့လိုတယ်ပေါ့နော်နောက်မှတ်တဲ့အရာတစ်ခုအကြတော့ကိုသွေးဖောက်တဲ့အခါမှာကိုပြင်းပြင်းထန်ထန်အားကစားလုပ်ထားရင်မရဘူးနော်ဟိုတမဟောကိုကနေမကောင်းရမ်းဖြစ်နေတဲ့အချိန်မှာတိုင်နေလေမရဘူးတမောကိုအေးအေးနဲ့အခုချင်းချင်းတောက်ချတယ်တော့တိုင်းနေတိုင်းလို့မရအောင်ဒါခင်းခင်းတိုင်းနေရမှားနေမှာဖြစ်တယ် နော်ဒါကတော့သတိထားမယ့်အချက်လေးကျွန်တော်ပြောပြရဖြစ်ပါတယ်ဆိုတော့ဟုတ်ပြီအာကျွန်တော်တို့ဆံဝင်အနေနဲ့ပေါ့နော်ဘလောက်နဲ့ဖြတ်လဲစီကျိုးဆိုတာဘလောက်နဲ့ဖြတ်လဲဆိုတာကိုကျွန်တော်ဘူးတရအနေနဲ့ပြောပြပေးမယ်ပါတကူအကြတော့ခုန fashion bag sugar အစာမစားဘဲနဲ့တိုင်းလိုက်လို့126နဲ့အထက်ဆိုရင်ဒါစီယိုဖြစ်နေပြီလို့ကျွန်တော်သတ်မှတ်တယ်။ဒုတိယတကူအကြတော့ OGDT အစာစားဘဲနှစ်နာရီကြာမှတိုင်းတာပေါ့နော်။အာတိုင်းလိုက်လို့200ကျော်နေပြီဆိုရင်တော့ဒါစီယိုရှိတယ်လို့ကျွန်တော်သတ်မှတ်တယ်။ နောက်တစ်ခုကကြတော့ HbA1c ပေါ့နော်အာ HbA1c ကကြတော့ကျွန်တော်6.5ထက်ကျော်နေပြီဆိုရင်တော့ဒါဟာဆီယိုရှိတယ်လို့ကျွန်တော်ကသတ်မှတ်လိုက်တယ်နောက်ကတော့ RBS ပေါ့လေ RBS ကကြတော့ဟိုဘက်ချင်းမစိုးတိုင်းတာเนาะအာဒါလေးကကြတော့ဘက်ချင်းမစိုးတိုင်းလိုက်လို့200ထက်ကျော်နေပြီအာခုနကလက္ခဏာလေးတွေရှိနေပေါ့เนาะစီယိုလက္ခဏာလေးတွေကျွန်တော်ရှိနေပြီတမဟို HP1C ရနဲ့မြင်နေပြီဆိုရင်တော့ဒါဟာအာစီယိုရှိတယ်လို့ကျွန်တော်တော့သတ်မှတ်လို့ရတယ်เนาะဟို ဒါတွေကဒီလိုသတ်မှတ်ဖို့ဆိုတာခုနကျွန်တော်ပြောလို့ပေါ့နော်လက္ခဏာမရှိဘူးဆိုရင်ဟိုခဏဒီနေ့စစ်တယ်နောက်နေ့စစ်တယ်တပတ်ခါစစ်တယ်ဆိုတဲ့ဟာမျိုးတွေကျွန်တော်တွဲဖို့လိုတယ် HbA1c နဲ့တွဲဖို့လိုတယ်ဆိုတာလည်းကျွန်တော်ထပ်ပြော ပြောချင်ပါတယ်အဲ့ဒီကိန်းကဏ္ဍတွေကဟိုဆံဝါကျတော့ကိုယ်ကိုသတ်မှတ်ပြီးတော့ပြောင်းပြောင်းမလူကြောက်ကိုယ်အသက်ဘယ်လောက်ရှိလဲကိုယ့်ရဲ့ဟို နေထိုင်စားသောက်မှုပုံစံဘယ်လိုရှိလဲဘယ်လောက်တားခဲ့ထားရမလဲဆိုတာဆောင်းဝန်နဲ့တိုင်ပင်တော့ပိုကောင်းတယ်ပေါ့ဒါတော့အကျဉ်းချင်းအဖြစ်ပေါ့လေဒါလေးသိထားရမှာအဲဒါမဲ့ဒီနေ့ဗီဒီယိုလေးမှာအပူဆောင်းနေတယ်ကျွန်တော်ပြောချင်တယ်ဆိုတာမှားတတ်တဲ့အမှားလေးတွေယူဆလွယ်လေးတွေကျွန်တော်ပြောတတ်ချင်တယ် အာပထမဆုံးအယူဆအမှားကြတော့ဗာလဲဆိုတော့ကိုကတစ်ခေါက်ဖောက်လိုက်တယ်ဖောက်လိုက်လို့နှင်းအားကြော်နေပြီဆိုရင်ငါစီယူရှိနေပြီစီယူစီဝဲသားအောင်လဲဆိုတော့ဒါလည်းမဟုတ်သေးဘူးနော်ဆံဝင်တော့မှကျွန်တော်ဒီနေ့ဖောက်တယ်မနေ့ပြန်ဖောက်တယ်တစ်ဘက်ကဖောက်တယ်လက္ခဏာတွေရှိလားနောက် FPA1C ပဲကျွန်တော်ဖောက်ကြည့်တယ်အာဒါတွေဖောက်ကြည့်ပြီးတော့မှဒါဟာဒီလူကစီယူရှိလားမရှိဘူးလားဆိုတော့ကျွန်တော်တို့ကဟိုသတ်မှတ်တာဖြစ်တယ်နော်ဆိုတော့ဒါကယူဆအမှားနံပါတ်1ဖြစ်တယ်ကိုကကိုသတ်မှတ်လို့မရအောင်နော်အာနံပါတ်2ယူဆအမှားကိုကကြတော့ နာမည်ကြီးနေရာလူတော်တော်များများပါဇက်ထမှာကြာဘူးနေကြစကားတခုရှိနေတယ်။စီယုပေါက်လိုက်လို့200ကျော်နေဆိုရင်စီယုရှိပြီလို့ဟဲ့ဒါတတ်မလို့ရတယ်လို့ပြောကြတယ်။အဲ့တော့လူတွေကဘာပြောင်းပြန်ပြန်ယူကြတယ်ဆိုတော့200အောက်ဆိုရင်စီယုမရှိဘူးလို့ယူဆတတ်ကြတယ်။ဒီနေရာမှာသတိထားဖို့နော်ကျွန်တော်ပြောသွားနေရမှာတိုင်းနေဟာဆိုတာအများကြီးရှိတယ်။အဲ random blush sugar လည်းရှိတယ်။အစာမစားခင်တိုင်းနေဟာလည်းရှိတယ်။တခါလေကိုကအစာမစားပြီးတော့မနက်စာမစားမိပဲနဲ့တိုင်းနေဟာလည်းမျိုးလူတွေရှိတတ်တယ်။ ဒါငါ200အောက်ရောနေရပဲ180လောက်ပဲရှိတာ AC ပဲဆိုတာဒါဒါဒါမျိုးသွားကြည့်လို့လို့မရအောင်เนาะဆိုတော့ကိုဘာတွက်ဖောက်လဲဘလို့ဖောက်လဲဆိုတော့လည်းကိုသိထားဖို့လိုတယ်ပေါ့เนาะဒါဒုတိယယူဆလွယ်အမှားလေးပါတတိယတစ်ခုတတိယတစ်ခုကကြတော့ဗာလဲဆိုတော့ကိုစီးရုပ်ဖောက်တဲ့အခါမှာမှားတတ်တာပါဒါကဗာလဲဆိုရင်ကိုစီးရုပ်ဖောက်တဲ့အတန်လေးရှိတယ်ချို့ကြတော့ဖောက်လိုက်တယ်ယူတိယတစ်ခါလေးလွတ်သွားပြီးတော့တိတ်ပြီးတော့အပေါက်မဖြစ်သွားဘူးသူကပပလေးပဲချော်တယ်အဲ့ဒါကိုလက်ကိုအရင်လိုက်ဖြစ်ညှက်ပြီးတော့စီးရုပ် ပေါက်တန်လေးလည်း light စစ်တာပေါ့နော်။ဘာကြောင့်လဲဆိုတော့စီကျုပ်ပေါက်တန်တွေလည်းဈေးကြီးနေတယ်နော်။နှမျောတယ်ဆိုတော့အာဒီတိုင်းထားတိုင်းခဏလေးပြန်ပေါက်မယ်ဆိုရင်အဲ့ဟာထားလိုက်လေသလတ်သွားရင်သူအတိုင်းလုံးမရတော့ဘူး။ဒါကလည်းစီကျုပ်ပေါက်ဆက်တွေလောက်ကြတော့ဘူးနော်။ဆိုတော့အရင်ဖြည့်ညစ်ပြလိုက်တိုင်းရင်ထွက်လာကြကနမမှန်ဘူး။ဒါဟာသတိထားဖို့လိုတယ်။ထွန်းဤတူပဲဘာမှတက်သေးလဲဆိုရင်ကိုတိုင်းတဲ့လက်ကနော်နှွေးထွေးနေဖို့ပိုကောင်းတယ်။ ဟိုကျိုးကြတော့အရင်အေးဆက်ပြီးတော့လေအရင်အေးဆက်ပြီးတော့ဟိုချမ်းလို့လက်တွေဖြုတ်ပက်ပြီးတော့ဖြစ်နေတဲ့အခါမှာသွားတိုင်းရင်အာသွားတိုင်းပြီးတော့အာအဲ့ဒါဆိုလည်းမရဘူးနောက်တစ်ခုကကျချွေးတွေအရင်ထွက်နေတယ်စူဆွတ်နေတဲ့လက်လည်းမရဘူးเนาะ၆သွေးသက်ရှင်းနေရမယ်ပြီးတော့မှကိုယ်အရက်ပြန်လေးနဲ့တေချာတုပ်တုပ်ပြီးတော့မှအရက်အရက်ပြန်ရတယ်ပြန်တာရှိတယ်အရင်များဝိုင်းလည်းမရဘူးပုံမှန်ပမာဏလေးကိုပဲတုပ်တုပ်ပြီးတော့မှ၆သွားတဲ့အထိစောက်အောင်ပါเนาะ အရက်ကန်ရှိနေတွေ့တိုင်းလိုက်တဲ့အဖြေဟာဒါမှားယွင်းနေပါပဲနော်ဒါတွေကမှတ်တဲ့အချက်နံပါတ်၄ပါနောက်တစ်ခုကကျတော့ဗာလဲဆိုတော့ဟိုမြစ်ပတ်နေတဲ့ဟိုစီချိုတိုက်ဆက်နော်ဟိုခုနအတန်လေးတွေတမောဒိတ်ကုန်နေတဲ့အာစီချိုအတန်လေးတွေတော့အသုံးပြုပြီးပြီးတိုက်တာပါအာဒါတွေကမှားယွင်းစွာထွက်လာတဲ့တယ်နော်ဆိုတော့ဒါလေးတိချဖို့လိုပါတယ်နောက်တစ်ခုကကျတော့ဟုတ်ပြီဒါတွေတော့အကုန်ပြီးပြီဘယ်ချိန်မှဆံဝန်နဲ့ပြရမလဲကျွန်တော်မေးမယ် အဘယ်ရှင်းနဲ့ဆံဝံပြရမလဲဆိုရင်ကျွန်တော်ခုနပြောသွားတဲ့ကင်ကင်နန်းတွေမှာကိုဖောက်လိုက်လို့ငါစီးကျုပ်ဖြစ်နေပြီလားဆိုတဲ့ကင်ကင်နန်း risk ကိုခဏခဏရောက်နေတယ်ပေါ့နော်တစ်ခုနှစ်ခုရောက်နေရဆိုရင်ဒါဆံဝံနဲ့တိုင်ပေဖို့လိုတယ်နောက်ဘယ်ရှင်းမှာလိုလဲဆိုရင်စီးကျုပ်လက္ခဏာတွေပြနေပြီကိုကတော့ဟိုအကြီးခဏခဏငတ်တယ်စီးခဏခဏသွားခြင်းနဲ့နောက်ကကျတော့ခန္ဓာကိုယ်လေးချိန်ပိန်ကျလာတယ်အရန်မောလာတယ်မျိုးလုံးတွေဝေဝါးနေဆိုရင်ဆံဝံနဲ့ပြတ်သားဖို့လိုတယ် နောက်တစ်ခုကကြတော့ဘယ်ချိန်မှာပြတ်သားဖို့လိုလဲဆိုတော့ကိုယ်မှာအာကိုယ်ဝန်ရှိတယ်နော်ကိုယ်ဝန်ရှိတဲ့အခါမှာ CEO ကဖြစ်တတ်တယ်ဗျနော်ဒါလေးသတိထားဖို့လိုကိုယ်ဝန်ရှိတဲ့ဆရာဝန်နဲ့ပြတ်ဖို့လိုတယ်အာတွဲတတ်တယ်ကလေးတွဲတဲ့အနေရှိတယ်နောက်အရင်ဖျားနာတဲ့အခါမှာအာ CEO ပေါ့တဲ့ဆရာဝန်နဲ့ပြတ်တဲ့နဲ့နောက်ကို secret တွေတုံးတာ secret တွေတုံးတဲ့လူတွေဆိုလဲဆရာဝန်နဲ့ပြတ်တဲ့နဲ့တမဟုတ်ရေတဲ့အရင်ခန်းချောက်နေတဲ့လူတွေပေါ့နော်တံမျိုးကြီးဆိုဆရာဝန်နဲ့ပြတ်တာပြီးတော့ဟို CEO ရှိလားမရှိလားဆိုတော့ ိုင်တကိုလို့တယ်နောက်ဆုံးတစ်ချက်ကကြတော့ကိုယ့်ကိုမသေးကြရင်ဗျာဆောင်းနဲ့ပြလိုက်တာအကောင်းဆုံးပဲနော်ဟိုစီကျူစရတဲ့သွားဝယ်အောင်မယ်သွားတိုင်အောင်မယ်မှန်မှန်လည်းမသိဘူးဆိုရင်ကိုမသေးကြဘူးတနည်းအားရှိတယ်ဆိုရင်အကောင်းဆုံးကဆောင်းနဲ့ပြပလိုက်တာပဲဖြစ်ပါတယ်ဆိုတော့ဒီအချုပ်အနေနဲ့ပေါ့နော်ကျွန်တော်ကိကနန်းလေးလေးတွေကိုဒီ screen ပေါ်မှာကျွန်တော်တင်ပြထားပါမယ်เนาะဒါကို screenshot ရိုက်ပြီးတော့ပဲဖြစ်ဖြစ်ကိုတင်စီထားလို့ရတယ်အဲတော့မဟုတ်ဒီ comment လေးမှာပဲကျွန်တော် ထက်တင်ပေးထားပါမယ်နော်ဆိုတော့ကျွန်တော်ပြောချင်တာဒီဗီဒီယိုလေးကိုသဘောကျတယ်အကျိုးရှိတယ်ဆိုရင်ဝေမျှပေးပါ subscribe လုပ်ပေးပါ like လုပ်ပေးပါလို့ပဲပြောချင်ပါတယ်နောက်ဗီဒီယိုမှာပဲကျွန်တော်တွေ့ပါမယ်ကိုသိကြည့်တဲ့မိကွန်လေးတွေလည်းအောက်က comment လေးမှာကျွန်တော်ကိုပြောပြပေးခဲ့လို့ရပါတယ်ကျွန်တော်ကြည့်ပြီးတော့ဟိုကျွန်တော်ဗီဒီယိုလေးလုပ်ပြီးတော့ပေါ့နော်အကောင့်နဲ့ comment လေးတွေဗီဒီယိုလုပ်ပြီးတော့ဗီဒီယိုလေးတွေဒီလိုဗီဒီယိုလေးတွေတင်တင်ပေးမှာဖြစ်ပါတယ်နောက်ဗီဒီယိုမှာပဲတွေ့ပါမယ်နော်တော်တော်